င်္ဂလာပါဒီချေရကလေးလေးတွေကိုအရှိတင်ကန်းစာမှာတုန်းကအာအာအာတရာများတင် जा ကြဆူလာဆိုတဲ့တင်ကန်းစာကိုတင် जा ပေးပြီးပါပြီအဲ့ဒီတင်ကန်းစာမှာဒီနယ်တရာပေါင်းဆက်တဲ့တင်ကန်းစာတွေရယ်ပြီးတော့စကားလုံးလေးတွေရွတ်ဆိုပြီးတော့ရေးကြည့်တဲ့တင်ကန်းစာတွေကိုကလေးလေးတွေကတိတိကျကျရသွားပြီဆိုရင်အခု ဒီသင်ခန်းစာမှာတော့ဒီချက်ကအသုံးများတဲ့အထူးအခရာများသင်ကြားကြဆိုလားဆိုတဲ့သင်ခန်းစာကိုသင်ပေးမှာဖြစ်ပါတယ်။ဒီအသုံးများတဲ့အထူးအခရာများသင်ကြားကြဆိုလားဆိုတဲ့သင်ခန်းစာမှာကလေးလေးတွေမှတ်ရမှာစကားလုံးလေးလေးလုံးပဲရှိပါတယ်။အဲ့ဒါတွေကဘာတွေလဲဆိုရင် e ရွေ e night အခရာ e အခရာရွေအခရာ e အခရာ night ကလေးလေးတွေကဒီစကားလုံးလေးတွေကို အခရာ e အခရာရွေ့ အခရာ e အခရာမှိုက်ဆိုပြီးတော့ပဲဖတ်ရမှာဖြစ်ပါတယ်။ဒီအသုံးများတဲ့အထူးအခရာများတင် जा ကြဆိုလားဆိုတဲ့ဒီစကားလုံးလေးလေးလုံးကိုဒီချေကဒီချာလေးထပ်ပြီးတော့ရေးပြပါမယ်။ဒါလေးကိုအခရာ e လို့အခရာ e ရေးနည်းလေးပါဒါလေးရ။ဒါကတော့အခရာ y ပါ။ဒါကတော့အခရာ e ပါ။ ဒါလေးကတော့အခရာနိုင်ပါတော့ကလေးလေးတွေကဒီအခရာ e အခရာ y အခရာ e အခရာ night ဆိုရဲဒီစကားလုံးလေးတွေကိုစာအုပ်ကလေးထဲမှာထပ်ခါထပ်ခါလေးကြည့်ကြည့်မယ်ဆိုရင်ဒီစကားလုံးလေးတွေရင်းနှီးကိုတိတိကျကျလေးရသွားမှာပါအဲ့တော့ဒီ ဒီစကလုံးလေးလေးလုံးကိုရသွားပြီဒီရဘဲဥစာကဤလဲဘဲဟာကအခရာရွေ့လဲဘဲဟာကဤလဲဘဲဟာကနှိုက်လဲဆိုတာကိုတိသွားပြီဆိုရင်ဒီချိန်နဲ့ဒီချိန်ကကလေးလေးတွေကိုဒီစကလုံးလေးတွေကိုတုံးပြီးတော့စာကြောင်းလေးတွေရင်းနှီးကိုထပ်ပြီးတော့သင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီချိန်နဲ့အတူတူဒီစကလုံးလေးတွေတုံးပြီးတော့စာကြောင်းရင်းနှီးကိုထပ်ပြီးတော့ကြည့်ကြည့်ရအောင်ပါဒီမှာခုနကပြောထားတဲ့ e e နှိုက် ရွေဆိုတဲ့စကားလုံးလေးတွေကိုတုံးပြီးတော့စာကြောင်းလေးတွေရေးထားတာပါအဲ့တော့ဒီစာကြောင်းလေးတွေကိုဒီချိန်နဲ့အတူတူရွတ်ဆိုကြည့်ရအောင်ပါအီဆေယာလာဒလာအာယပါယစာဤပပတရားနာဤကာအနာ၌မဂဇာယနာနာ၍တနာစေယဤယထာမလာပါညအခါ၌လာတာဤ ီမှာပေးထားတဲ့အနီရောင်တဲ့စကားလုံးလေးတွေကဒီချေအရှိမတင်သွားတဲ့ e e ရွေ့နှိုက်ဆိုတဲ့စကားလုံးလေးတွေပါအဲ့ဒီစကားလုံးလေးတွေကိုသုံးပြီးတော့ဒီစာကြောင်းလေးတွေကိုထပ်ပြီးတော့တစ်ခေါက်ထပ်ပြီးတော့ဒီချေရရွတ်ဆိုပြပါမယ်ဤစရာလာတလားအာရပါရစာဤဘဘတရားနာဤကားအနာ၌မဂဇာယနာနာ၍တနာစေယဤယထာမလာပါညအခါ၌လာတာဤ ဒီစကလုံးလေးလေးလုံးကိုချင်ချင်ညက်ရသွားပြီဆိုရင်ကလေးလေးတွေကဒီစကလုံးလေးဒီလေးလုံးတို့တုံးပြီးတော့ရေးထားတဲ့ဒီစာကြောင်းလေးတွေကိုပါစာအုပ်ထဲမှာထပ်ပြီးတော့လေ့ကျင့်ကြည့်မယ်ဆိုရင်တော့ဒီသင်ခန်းစာကိုတည်တည်ချာချာရသွားလိမ့်မယ်လို့ထင်ပါတယ်။ဒီချိန်နဲ့အတူတူနောက်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်နော်။